ဘလိုများအိမ်ဝေးချပြီးမှဘလိုပဲလောက်သွားလဲမသိဘူးအိပ်ပျော်နေတဲ့အချိန်လေးကိုညာဝင်သွားတာပေါ့နော်ဒီမှာကြီးတော့လဲကျွန်တော်ချားတဲ့နေရာကိုမြင်သွားပြီးတော့မှပေါ့နော်တခါလေးလောက်သွားတာပါရှင်ဒီမှာအကုန်လုံးပေါ့နော်အကုန်လုံးဒီမှာအကုန်လုံးမှုန်နောက်ပြီးအကုန်လုံးရှာသွားတာပါရှင်နင်တို့ဘဏ္ဍဘဝဆန်ဆန်ခွဲတဲ့နိုင်ကြတဲ့ဘဝနဲ့ပဲဆန်မသိလားလူခိုးရက်ဒီဘဝတော့လူမှခိုးမှရက်မှစားတာဆိုတော့တန်ရမာလေးငါတို့အိမ်မှာဒီမှာခွေးလာမဖြစ်နဲ့ချီးတာမကြွေးဘူးသိလားချီးတာမတထားဘူးဆွဲနေပြီးတော့ဒီမှာဒီလိုဆွဲတာနှစ်ဖက် ဲ့လိုဆွဲတာဘယ်လောက်ကြတယ်ထင်လဲ။ตาအမိ2ယောက်လေ6000ကြတယ်6000 အားလုံးပဲမင်္ဂလာပါရှင်။ဇလေးရဲ့ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။အခုစဉ်လေးတင်ဆက်ပေးမယ့်ဗီဒီယိုလေးရောနော်။ညဘက်လူချီတိတ်တဲ့အချိန်မှာနော်အိမ်သူအိမ်သားတွေကိုအိမ်မွေချပြီးရောနော်။အိမ်ထဲကပစ္စည်းတွေထားအကုန်ယူသွားတာရှင်။ဒီအမားဆိုလို့ရှင်လည်းနော်သူသမီးလေးရဲ့ဆိုင်ငယ်ကိုနော်အလူခံလိုက်ရတာပဲဖြစ်ပါတယ်ရှင်။ဒီလိုမျိုးအလူခံရအခိုးခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့နော်ဒီလိုမျိုးလောက်ကင်မစားခြင်းပဲသူများစီကနေပြီးတော့အချောင်အမြဲတမ်းလိုချင်တဲ့သူတွေကိုဒါပြောပြလာတဲ့ဗီဒီယိုဖိုင်လေးကိုလည်းအတူတူကြည့်ကြည့်လိုက်ကြရအောင်ရှင်။ ဘလိုများအိမ်ဝေးချပြီးမှဘလိုပဲလောက်သွားလဲမသိဘူးအိပ်ပျော်နေတဲ့အချိန်လေးကိုညာဝင်သွားတာပေါ့နော်ဒီမှာကြီးတော့လဲကျွန်တော်ချားတဲ့နေရာကိုမြင်သွားပြီးတော့မှပေါ့နော်တခါလေးလောက်သွားတာပါရှင်ဒီမှာအကုန်လုံးပေါ့နော်အကုန်လုံးဒီမှာအကုန်လုံးမှုန်နောက်ပြီးအကုန်လုံးရှာသွားတာပါရှင်အကုန်လုံးပါသွားပါလေရှင်အကုန်လုံးဒီမှာကြီးပါအောင်အဲဒီနေအကုန်လုံးမှုန်သွားပါလေရှင်စက်တင်စက်တင်ခဏအတန်ပိတ်လားစက်တင်ခဏအတန်ပိတ်လားဒီမှာကြီးကြဒီမှာကြီးကြဒါဒီညဓမ္မဓမ္မဓမ္မခလေးတွေအကုန်ကြီးဒီမှာဒီမှာ ဒီမှာဆက်ချုပ်နေတာကိုပြတာဆက်ချုပ်နေတာကိုပြတာဒီချိန်ဆိုမီးတီးတယ်နဲ့တဝင်းဝင်းချုပ်နေလို့နှစ်ကင်းလို့မထင်နဲ့ဒါညဘက်ကြီးညဘက်ကြီးအကုန်အကုန်အတန်ရက်တာအကုန်ဆက်တန်ရက်တာလိုင်းပေါ်ကနေပြီးတော့အချောင်းသမားတွေကိုပြောရမယ်ပုံဆက်တန်ရက်ထားလိုက်ဒီနေ့လေဒီနေ့အိမ်ရသမီးဆိုင်ကအလူခံရတယ်ဟုတ်လား အဲ့ရသမိဆိုင်ကလူခံရတဲ့နိုင်ငံရေးနဲ့နိုင်ငံမှမကောင်းပါဘူးဆိုမှလေငါတို့မြန်မာလူမျိုးတွေရှက်ဖို့လှုပ်တဲ့လူတွေကိုပြောတာမဆိုင်တဲ့လူမထိခိုက်ပါစေနဲ့လှုပ်တဲ့လူတွေကိုပြောတာငါတို့မြန်မာလူမျိုးတွေရှက်ဖို့နင်တို့ကိုလေပြောဖို့အတန်းတန်းဒေါသတွေစုရတာလေခုချိန်မှရှေ့တွေရောက်လာလို့ရတော့လေသလားဒီလိုလက်ညှိုးနဲ့ခောက်ရင်တော့လေဒါစစ်စစ်နဲ့တော့ပေတိုင်းနေသလား စိုက်ထားမှတုံးနေတာပြောချင်လားအချောင်သမားတွေတော်မီလောင်တော့ကြောင့်လက်ခမောင်းခတ်အချောင်ယောက်ျားတွေဖြစ်ပြီးဒီမှာကြည့်လိုက်ညာဘက်ထိမိန်းကလေးတွေအလုံးလုံးပြီးစားနေတယ်သိလားဒီမှာကြည့်ကြအဲ့ဒါတညာလုံးတို့တွေနော်အလုံးလုံးပြီးစားနေတယ်ငါတို့စားတဲ့ခမင်းတွေကဖြူတယ်သိလားဖြူအောင်လို့စားတာ င်တို့ထဲကိုလေနင်တို့လေသွေးတွေမျိုးမျိုးချနေသေးလားသူများမျက်ရည်တွေမျိုးမျိုးချနေငါတို့ကမျက်ရည်မကြပါဘူးနင်တို့အချောင်သမားလူသွားတဲ့ပစ္စည်းတွေငါတို့တွေကမျက်ရည်မကြဘူးဒေါသထွက်နေတာအခုချိန်တာရှေ့ပေါ်လာရင်သူများနင်တို့ရိုက်တတ်စရာမလိုဘူးလက်ညိုးလေးနဲ့လေစိ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 နဲ့ထိုးတော့ပေတယ်တလားအချောင်သမားတွေဒီမှာမိန်းမတွေအကောင်လုံးညဘက်ထိအလုံးလုံးစားနေတယ်။နင်တို့လမ်းပေါ်မှာထွက်ပြီးတော့ဘလို့လူကိုလူလို့ရမလဲလို့မနဲ့မိုးလင်းတဲ့ကနေလိုက်ကြည့်ပြီးတော့ခိုးခွတ် လူအခုကဒုံးနိုင်ငံမှာဒုံးနေပြီးတော့လေလမ်းအောင်ကောင်းကောင်းရှောက်လို့မရဘူးသိလားဒီထားမှာဆက်ဆက်တဲ့လူဆက်ဆက်ပတ်သက်တဲ့လူတွေကတော့တောက်ကြားမဟုတ်တက်ရောက်ကတော့တွေ့မှာပဲယောက်ျားတွေပဲရှာစားလို့မရဘူးလားမိန်းမတွေတော့ညင်းတဲ့တကောင်ကြီးအလုံးလုံးပြီးရှာစားနေတဲ့အချိန်မှာလေနင်တို့ကပစိုးဝစ်ပြီးတော့လေလိုက်ပြီးအချောင်ခိုးစားနေမြန်မာနိုင်ငံမှာခက်ခါလာမကောင်းတဲ့အချိန်မှာတော်မီလောင်တော့တော်ကြောင်နေလက်ခမောင်းခတ် အေးငင်တို့တောကြောင်တွေကလည်းနော်တို့ပြည်သူတွေကတစ်ခါလဲကြာရင်သိတယ်မလားလူကြီးတွေကရက်နဲ့မီးဖို့တောကြောင်တွေကြိုက်တယ်အဲ့ဒီနေကိုကန်ချင်မကြီးကငင်တို့လက်ရောက်လာအောင်မငင်တို့ကလူရက်ခိုးနင်တို့ကခိုးတာတယောက်လူတာတယောက်ဒါပေမဲ့စားတာနင်တို့နောက်မှာမိသားစုတွေအများကြီးငါတို့ရှားဖွေထားတာမြင့်မနာညမနာတွေတန်တရာမှာနင်တို့ကငါအိမ်မှာခွေးလာမဖြစ်နဲ့ခွေးလာဖြစ်ရင်ငါတို့ကခွေးဆိုပြီးတော့ငါတို့ရဲ့တရာစိတ်တနာစိတ်နဲ့ကျွေးနေအောင်မယ် နင်တို့ကကျွန်းငါအိမ်မမဟုတ်ဘူးဒီတန်ရာမှာလှုပ်ထားတဲ့ကိစ္စကိုနင်တို့နေရာတိုင်းမှာကျွန်းခံရမယ်တိလာအကောင်နေနင်တို့နေရာတိုင်းမှာကျွန်းခံရမယ်နင်တို့ရုပ်ရည်လေးတွေလှတာပတ်တာလေးတွေစီးထားတော့ဓမ္မကျမ်းကင်ထားတဲ့ဖုံးကငါတို့တက်တောင်တိုင်းသားလေးတွေစီးလာစီးလာတဲ့ဆိုင်ကယ်ကစကိုပြီးမစကိုပြီးနဲ့ကလစ်နဲ့မှတခိုးတွေကအမလစ်သားနာနေလိုက်တာပြောင်ရောင်မှာပေါ့ဒါပေမဲ့နင်တို့ဒီခဏဒီတဘဝပဲတဘဝဆန်နေတိလာနင်တို့ဘဏ္ဍဘဝဆန်ဆန်ခွဲတဲ့နေကြတဲ့ဘဝနဲ့ပဲဆန်မှာ သိလားလူခိုးရက်ဒီဘဝတော့လူမှခိုးမှရက်မှစားတာဆိုတော့တန်တရားမှလည်းငါတို့အိမ်မှာမှခွေးလာမဖြစ်နဲ့ချီးလာမကြွေဘူးသိလားချီးလာမတထားဘူးသူများပစ္စည်းကိုနော်အချောင်လိုချင်တဲ့ကောင်းနေနော်ဒီလိုကောင်မျိုးတွေကိုဘလူပဲပြောပြောနော် ခွေးနေပဲနိုင်နိုင်သူတို့ကတော့ရှက်မှာမဟုတ်ဘူးရှင့်ဘာဖြစ်လို့လဲဆိုတော့နော်သူတို့ရဲ့အရေကွန်ကကျွေးရင်နွားရီထက်ကိုပို့ပြီးတော့ထူနေပြီရှင့်ဘလောက်ပဲပြောပြောဘလောက်ပဲဆဲဆဲနော်ဒီကောင်တွေကနာမှာမဟုတ်ဘူးရှင့်သူများပစ္စည်းကိုအချောင်လိုချင်တဲ့အကောင်တွေကအမြဲတမ်းအချောင်လိုချင်နေမှာပဲရှင့် နောက်တဲ့ view file မှာဆိုလို့ရှင်လဲเนาะပကံသွားတဲ့တငယ်ချင်းနေเนาะညီကူမောင်နှမရရှင်လဲ view file လေးကိုမဖြစ်မနေကြည်သွားကြအောင်ရှင့် view file နဲ့မှာဆိုလို့ရှင်တော့เนาะအမကပကံရောက်လို့ရှင်เนาะဒန်းလူမျိုးအလှဆူးတယ်เนาะဒီတက်တူးလူမျိုးပုံစံလေးပြီးကိုเนาะပကံရောက်တဲ့သူတိုင်းเนาะဒါမဖြစ်မနေဆိုးကြတယ်ရှင့်ဒီလိုမျိုးဆိုးမယ်ဆိုလို့ရှင်တော့เนาะဒါလုံးဝကိုတတိထားမယ်ချင်းအကြီးစားကြီးပဲရှင့်မျိုးလက်မထိုးပြီးမှတော့သူ့ကိုပတ်စံနေနင်းကန်ပြီးတော့တောင်းလာတယ်ရှင့်အဆုံးထိလိုက်ပါကြည့်ရှုပြီးဖို့အတွက်ဖိတ်ခေါ်ပါတယ်ရှင့် ကျမတို့သားမိနှစ်ယောက်ဘလောက်လေလဲဆိုတက်တူးချောင်းလေးကိုပြပြမယ်။ဒီတက်တူးပကံမှာတက်တူးဆွဲတဲ့ဟာနော်။ကျမတို့လက်မရတောင်းဝင်နဲ့ရန်ဖြစ်ရတယ်။ရန်ဖြစ်ရတယ်ဆိုအဲ့လိုမျိုးပေါ့နော်စိတ်ဆိုးတာပေါ့ယောက်ျားလေးဆိုတော့အတုံးများသွားတာကိုနော်။ကျမကလည်းဂျင်းမိတာအာလားအာလားအာလားရောမပြောရဲတာရော။ ဒီတက်တူဆိုလို့ရှိရင်အမှတ်တရအနေနဲ့ပေါ့နော်ကျမတို့ပကံရောက်ရင်ဆွဲကြတယ်ဟိုအရင်နှစ်တွေတုန်းကဆိုလို့ရှိရင်1500 2000 2500ပုံအကြီးကြီးလက်အပြည့်ဆွဲမှ9000ဆိုတာအလွန်ဆုံးပေးရတာအဲဆိုတော့ကျမအရင်နှစ်တွေလိုပဲပေါ့နော်အဲ့တော့9000ပဲမှတ်လို့ဆွဲလိုက်တာ9000ဟိုဘက်9000ဒီဘက်9000မှာတောင်သားမိနှစ်ယောက်မှာ2000ပဲကြာမှာပေါ့2000ဆိုလို့ရှိရင်တော့ကိုကအဆင်ပြေတယ်လीနော်အဲ့နဲ့ဆိုတော့ဆွဲလိုက်တာဆွဲလိုက်တာဆွဲနေပြီးတော့ဒီမှာဒီလိုဆွဲတာနှစ်ဖက်အဲ့လိုဆွဲတာဘယ်လောက်ကြာတယ်ထင်လဲ သားအမိနှစ်ယောက်လေ6တောင်းကြတယ်6တောင်းလန့်သွားတာပဲအဲ့ဒါဆိုမပြောရဘူးကောပြူပြူကြီး6တောင်းဆိုတော့အမျိုးသားကလည်းလေထမေးတာဘယ်လောက်လဲဆိုတော့6တောင်းဆိုသူလည်းစိတ်တည်ဆိုးသွားတာပေါ့နော်သူကလည်းလူတစ်ဖက်သားကိုကြာတော့မပြောရဘူးစိတ်ပဲဆိုးသွားတာအဲ့ဒါဆိုတော့တွားယူငါတို့လင်မယားတော့ရန်ဖြေရတော့မှာပေါ့နော်အဲ့ဒါဆိုကြောက်ကြောက်နဲ့အဲ့6တောင်းကိုတော့ပေးခဲလိုက်တာ ပြေးခဲလိုက်ပြီးတော့တနေရာရောက်တော့ကျတော့ယင်တို့ကပုဂံမှာအတိမိတ်ဆွေရှိတာပေါ့နော်မိတ်ဆွေအဲ့ဒီဦးလေးကြီးနဲ့ဆုံတော့ကျဟာတဲ့တာမင်းကြီးကလက်ကလိုက်တော့ပုဂံတတူးတွေနဲ့ပါလာတဲ့ဝါသနာပါတယ်ထင်နေဆိုတော့ဟုတ်တယ်လို့ဝါသနာပါတယ်ခါတိုင်းရောက်တိုင်းလဲဆွေးနေကြပေါ့နော်ဒါပေမဲ့ဒီတစ်ခေါက်ကဈေးကများတာဗျာလို့6000ကြီးတောင်ပေးခဲ့ရတယ်လို့ကိုအဲ့လိုပြောပြတာဟာတယ်မဖြစ်နိုင်တာတဲ့ကျွန်တော်တို့ပုဂံမှာအဲ့လောက်မတောင်းပါဘူးတဲ့ဟာမတောင်းတာတောင်းတာတော့မသိဘူးဗျာလို့ကျွန်တော်တို့လို့6000ပေးခဲ့ရတယ်ပဲဆိုငါတဲ့အမကလည်းတဲ့အဲ့ဒါလည်းများတယ်ခေါပကအဖွဲကိုတက်ပြောလိုက်တဲ့ ဲ့ဆိုကိုကကိုဘကအဖွဲ့ကိုဘာလို့သူပြောရမှာလဲပေါ့နော်မသိဘူးအဲ့လိုအဲ့လိုပြောတာဆိုတာလည်းမသိဘူးသူကဟာတဲ့ မလည်းပြန်သွားလိုက်တယ်ပြန်သွားပြီးအဲ့လိုလာပြောလိုက်ကောပကအဖွဲကိုတက်ပြောမှလို့လာပြောလိုက်တယ်သူတို့သဘောပေါက်တယ်ဆိုနေကျွန်မလည်းပြန်သွားလိုက်တာပေါ့နော်ပြန်သွားတင်ပြီးတာပြန်သွားလိုက်တော့ကျတော့ကျွန်မအဆင်မပြေဘူးပြားလို့ခင်ဗျားတို့ကလို့တဘုံကိုဘလောက်လို့လည်းမပြောဘူးလို့ဟိုလိုဆွဲမယ်ဆွဲမယ်ဆိုပြီးကျတော့ကျွန်မတို့ပကြီးဆွဲကျင်နေဆိုတော့ကျတော့ခင်ဗျားတို့ကထိုင်ထိုင်ပြီးတော့ပုံလည်းမယူရဘူးပြားလို့ဈေးလည်းမမပြောဘူးပြားလို့ဆွဲပြီးလိုက်တာလို့အဲ့ဒါဆိုကျွန်မပြီးကြတော့ပြီးလည်းပြီးတော့6000ကြီးတောင်းလိုက်တာအဆင်မပြေဘူးပြားလို့ကျွန်မကောပကအဖွဲကိုတက်ပြောမလို့လို့ အဲ့လိုမျိုးပြောတော့ကျမကျမကိုတဝက်ပြန်ပေးလိုက်တာတော့သူတို့အဲ့ကျမပြန်တောင်းမနာမသွားပါနဲ့တဲ့အမရဲ့ကျွန်တော်တို့ကလက်ရလဲမတူလို့လဲလှလဲလှအောင်ဆွဲပေးလိုက်လို့မလို့။ဘာညာကျွန်တော်တို့တဝက်ပြန်ပေးပါမယ်ဘာညာဆိုတော့အမလီပကန်းကိုရောက်တယ်ဆိုမြန်လေးဒီတတူကိုမြန်လေးဈေးချိုတယ်ထင်ပြီးတော့ရမ်းပြီးတော့သွားမဆွဲလိုက်လေနဲ့ကျမလိုမျိုးချင်းမိမှဆိုလို့ပြောပြတာဒီပလာကျမတော့ဒီဟာကို6တောင်းပေးပြီးတော့ကောပကအဖွဲကိုတပြုတ်လိုက်မယ်လို့ပြောလိုက်တာကျမတဝက်ပြန်ရခဲ့တယ်။အဲ့ဒါဟုတ်လားပြောပြတာချင်းမိခဲ့တာပေါ့နော်။ ကဲနော်ပကံသွားမဲ့သူတွေလည်းနော်လုံဝါကိုတတိထားကြရှင့်တကယ်လို့ကောနော်ဒီလိုမျိုးတတူးထိုးခြင်းနဲ့အလားဆိုးခြင်းနဲ့ဆိုလို့ရှင်တော့မနော်ဈေးကိုအရင်ဆုံးတီချောင်းမီးနော်မီးပြီးမှပဲဒါဆွဲကြရှင့်ကိုကြိုက်တဲ့ဈေးအဆင်ပြေပြီဆိုမှနော်ဒါရေးဆွဲကြရှင့်ဒါမျိုးဆိုရင်ဂျင်းအကြီးစားမိလိမ့်မယ်ရှင့် နောက်ထပ်ဘီယူဖိုင်မှာဆိုလို့ရှင်လဲနော်မတော်လောပါနဲ့ကိုရဲ့ပစ္စည်းကိုနော်တန်ရတန်ကြီးနဲ့မယောင်ဘဲနဲ့နော်ပြရတဲ့ဈေးနဲ့လေလုံးဝကိုမတန်ဦးတဲ့နော်အပြင်မှာပြထားတဲ့မုံဟန်ကြတော့နော်စားကျင်စရာလေးနော်သူကလည်းအကြီးပဲရှင့်ပုံမှာပြထားတဲ့ဘစ်စကစ်ပုံစံလေးကြီးရလဲနော်မျိုးစုံပဲရှင့်ဒါပေမဲ့ဒီအထုပ်ကိုဖောက်လက်တဲ့အချိန်မှာတော့နော်အထဲမှာပါတဲ့ဘစ်ကွတ်ကလည်းနည်းနည်းလေးနော်အပြင်မှာပြထားတဲ့ပုံစံတူလည်းမဟုတ်ဘူးရှင့်ဈေးရတာနော်အဆမတန်ကြီးနေရနော်ပြရတဲ့ဈေးနဲ့လုံးဝမတန်ဦးရှင့်ဒီဘီယူဖိုင်လေးကိုအတူတူကြည့်ကြည့်လိုက်ကြရအောင်ရှင့်စီးပွားရေးဒီမှာ တွေလုပ်ငန်းရှင်တွေနည်းနည်းလေးပြောချင်တယ်နော်ပြောချင်တယ်ကြည့်ပါဦးဒီမှာတစိပ်ပါပြောလိုက်ပြီမင်္ဂလာမိုးတဲ့နော်ဂျိုကာမင်္ဂလာမိုးကလေးတွေကတော့ဟိုကတော့ကျင်တဲ့စိတ်နဲ့ဘာရင်မဟုတ်ဘူးမုံမုံထုတ်ကိုအကြီး အထုတ်ကြီးဆိုပြီးသဘောကျပြီးဝယ်လိုက်တာပဲအမတထုတ်ကို8500ပေးရတယ်အဲအိမ်မှာပါတဲ့အထုပ်မှာပါတဲ့ဘစ်ကွတ်မုတ်ပုံစံလေးတွေကကြည့်ပုံစံအမျိုးမျိုး ဟိုအရှိလေးတွေ၄တောင်လေးတွေအဝိုင်းလေးတွေအိုးဆုံးနေတာပဲเนาะကွကီးမုံမျိုးစုံပဲဒါပေမဲ့အာအိတ်ထဲကနေထွက်လာတဲ့မုံကဟော့ဒီလိုကြီးပါရှင်ကြီးပါအောင်အန်လေးတွေဘေးဘက်အန်လေးတွေထဲမှာပဲရှိတယ်အဲဘေးဘက်အန်လေးတွေထဲမှာ2 4 6 8 9အန်တစ်ခုကို6ချက်ပဲပါတယ်အန်တစ်ခုကို6ချက်2 4 6 8တချို့အန်လေးတွေက6ချက်အဲ့လိုမျှထည့်ထားတာပေါ့နော် အဲ့တော့ဘယ်ပါတယ်အလဲမဘာမှမပါဘူးကဲအလွတ်ကြီးအဲ့တော့ကိုမတခါဒီစက်ကူလေးနဲ့အုပ်ထားတယ်ဘလို့သွားဆန်းလို့ရအောင်နော်အဲ့လိုစက်ကူလေးနဲ့အုပ်ထားတယ်ကဲအဲ့ဒါကြည့်ဦးအဲ့မှာပါတဲ့မုံနဲ့အဲ့အဲ့အဲ့မှာပါတဲ့မုံပုံစံနဲ့အပြင်မှာရှိတဲ့တကယ်ထွက်လာတဲ့မုံတွေကတခြားစီကြည့်ဦးဒါလေးတွေကလေး ။အိုဈေးထဲမှာတခါတည်းဟိုအပီလေးတွေမုံအပီလေးတွေကျွတ်ကျွတ်အိပလတ်စတစ်အိတ်နဲ့အခါတည်းထုတ်ရောက်နေမုံအပီတထုပ်ဟိုတထုပ်ကို3000တန်လေးတွေနဲ့သွားတူနေကျုပ်မုံတွေကအကုန်လုံးရအောင်အစင်းမရှိမဲကျုံနေရပဲမဲနေရပဲမုံကတူးနေတာတော့မသိပါဘူးကျုပ်ဒီပုံစံမျိုးတွေကြည့်ပါဦးဈေးလုံးလဲတက်တယ်လေဈေးကြီးဈေးဈေးတွေအရန်တက်လို့ဆိုပြီးတော့ဈေးတက်တယ်ဆိုတော့တက်ဈေးအတိုင်းလူတွေဝယ်ကြတာပဲ။ ဒါဆိုလေကောင်းကောင်းကန်းကန်းလေးတွေလောက်ကြလေမတော်လောဘနဲ့မတော်စီးပွားရေးတွေမတရားကြီးလုပ်နေတဲ့မြမတိုးတက်နိုင်ဘူးချစ်စံဘလောက်တနာဖို့ကောင်းလဲသူတို့မှမရှိမရှိမနဲ့ခါတဲ့ကတော့ကျင်လုံးအာကြီးကိုရတယ်မို့မုံဘုံဘုံဘိုးလေးတွေစုပြီးတော့ဒါကတော့ကြတာ ရက်ဆက်လိုက်ကြတာကြည့်ဦးဈေးကြီးပေးဝယ်စားရလို့နော် quality ကောင်းရင်လည်းတော်သေးရဲ့ရှင်ခုက quality ဘိုင်းကလည်းတော်တော်ညံ့နေနော်ဈေးကြီးပေးပြီးတော့ဝယ်ရတဲ့သူတွေအတွက်ကြတော့မတန်ဘူးရှင်နော်ပန်ရတန်ကြီးပေးဝယ်စားတဲ့အတွက်နော်ကောင်းကောင်းမွန်မွန်လေးတော့ဒါစားကျင်ကြမှာပဲရှင်တကယ်ချင်းတို့လည်းဂျင်းမမီအောင်လို့နော်သတိထားကြပါရှင်ကျမရဲ့ view လေးကတော့ဒီလောက်ပါပဲရှင်အဆုံးထိလိုက်ပါကြည့်ရှုပေးရတဲ့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ် video တွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်